မင်္ဂလာပါဘဝကျမ်းမာတမင်းစာစီစဉ်မှာကြိုဆိုပါရစေ။ကျမတော့ခွန်ရှိရှိခွန်ဟက်ကဲကဒေါက်တာနန်ဖူးအချုံမူဖြစ်ပါတယ်။ဒီနေ့မှာတော့အမျိုးသမီးတွေကြုံတွေ့ရလေ့ရှိတဲ့အဖြူစင်းချင်းဆိုတဲ့ကျမ်းမာရေးပြဿနာလေးကိုပြောပြပေးချင်ပါတယ်ရှင်။ အမျိုးသမီးတွေအကုန်လုံးကတော့ဒီအဖြူစင်းတဲ့ပြဿနာကိုကြုံတွေ့ရလေရှိပါတယ်။ဒီအဖြူစင်းနယ်ဆိုတာကြတော့ဒီမိမကိုရဲ့နေရန်ပေါ့နော်မိမကိုနေရန်ဒီတအိမ်ခေါင်းနေရန်တွေကနေပြီးတော့မှဒီဆဲလေးတွေကွာကြတာပေါ့နော်ကွာကြတာကိုအဖြူစင်းနယ်လို့ခေါ်တယ်ပေါ့နော်။ဒီအဖြူစင်းနယ်ဆိုတာကြတော့လူတိုင်းကြုံတွေ့ရတဲ့ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။သူကတော့ဒီဟာပေါ့နော်တအိမ်ခေါင်း နေရံနေမိမကုနေရံနေကိုဆိုးဆွအောင်လို့ယောဂပိုးမွားတွေမဝင်အောင်လို့တဘာဝဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်ရှင်အမျိုးသမီးတွေအနေနဲ့ကတော့ဒါကတော့ဒီပုံမှန်အဖြူစင်းတာလားပုံမှန်မဟုတ်တဲ့အဖြူစင်းတာလားဆိုတာလည်းခွဲခြားသိထားဖို့လိုအပ်ပါတယ်ရှင် ပုံမှန်အဖြူဆင်းတယ်ဆိုတာကကြတော့ဒီအနံ့မရှိတယ်ပေါ့နော်အနံ့မရှိတယ်အဖြူလေးတွေဆင်းတာကိုပုံမှန်အဖြူဆင်းတယ်လို့ခေါ်တယ်ဒါပေမဲ့ဒီအဖြူဆင်းတာကကြတော့အယောင်ကဝါချင်းချင်းအယောင်တွေဆင်းမယ်အစိမ်းယောင်တွေအညိုယောင်တွေသွေးယောင်တွေပါလာမယ်ပေါ့နော်ဒီဆင်းတဲ့အဖြူကလည်းဒီငားညီနတ်လို့အသားပုံနတ်လို့အနံ့တွေနံလာမယ်ဒီ cheese ပေါ့နော်ဒီ cheese dention လို့အဖြူဖက်ဖက်တွေဆင်းမယ်ပေါ့နော်ဒီမိမကိုရာရန်နာတွေဘိုက်နာတာဖြားတာပေါ့စီးဆက်ကြိုက်တာဒါမျိုးတွေပါဖြစ်လာပြီဆိုလို့ရှင်တော့ဒါက ဒီမိမကိုနဲ့တအိမ်ခေါင်းယောဂပိုးဝင်တာကြောင့်မလို့ပုံမှန်မဟုတ်တဲ့အဖြူစင်းချင်းတာအဖြူစင်းတာဖြစ်ပါတယ်ရှင်အဖြူစင်းနာပေါ့နော်ဒီပုံမှန်မဟုတ်တဲ့အဖြူစင်းနာကိုကာခွယ်ဖို့အတွက်ဆိုလို့ရှင်ဒီအမျိုးသမီးရဲ့အနေနဲ့ကတော့တကူရီတန့်ရှင်ရေကိုယူဆိုင်ပေးရမယ်ပေါ့နော်ဒီအတွင်းခံပေါင်းမိတွေကိုတေချာလျှော့ဖို့နေပူလန်းပြီးတော့မိဘူးတိုက်ပြီးမှဝတ်ပေးပါအတွင်းခံပေါင်းမိကတော့ဆိုထိုင်းမနေစေရဘူးပေါ့နော်အိမ်သာသွားတဲ့အချိန်မှာတန့်ရှင်လောက်တဲ့အချိန်မှာလည်းရှေ့ရနေအနောက်ကိုပဲဆေးပေးပါ အိမ်ကောင်းကင်စာကာကွယ်ဆေးကိုပုံမှန်ထိုးထားဖို့လိုတယ်။အိမ်ကောင်းချွဲမီးစက်တာကိုလည်းသူ့ရဲ့နှစ်အလိုက်ပေါ့နော်။နှစ်အလိုက်စစ်ဆေးပြီးတော့မှရောင်ရမ်းတာတွေရှိရဆိုလို့ရှိရင်အချိန်မီကုသပေးဖို့လိုအပ်ပါတယ်ရှင်။အားလုံးပဲကျမဒုက္ခနဲ့ပြည့်စုံကြပါစေ။ Thank you.